ဒီနေ့ဆက်လက်တင်ဆက်ပေးခြင်းနဲ့သတင်းဆောင်ပါတပုတ်ကတော့မြေဦးတော်လန်ကြီးမှာနိုင်ငံကြီးအရာရောစီရင်အရာပါရှည်တန်းရောက်လာတဲ့ EU နှစ်ခွဲဆိုတဲ့ဆောင်ပါတပုတ်ဝင်ဖြစ်ပါတယ်။လိမ္မာပန်းနဲ့တဲ့ငှက်ဟာဂိုင်းကောင်းကောင်းကိုရွေးနာသလိုပညာတက်နိုင်ငံသားဆိုတာလည်းထိုက်တန်တဲ့ခေါင်းဆောင်တွေကိုရွေးချယ်ပါတယ်။၂၀၂၁မြေဦးတော်လန်ကြီးရဲ့အဆုံးအဖြတ်လောင်းကြီးထက်ရမယ့်အချိန်ဟာရောက်လာပါပြီ။ ရုတ်နိုင်ငံရဲ့နိုင်လူမင်းထက်လုံမှုတွေအချမ်းပတ်စစ်ကောင်စီဘက်ကထောက်ပံ့ကူညီမှုတွေကြောင့်နှွေဦးတော်လန်ကြီးမှာတအုပ်အနေနဲ့ပါဝင်ကြတဲ့ EU တွေ NUG PDF တွေ struggle ဖြစ်ပြီးတော့တိုင်းရင်းသားပြည်သူလူထုအပေါင်းလဲ resistant တွေရုံနေကုန်ပါတယ်ဒီကနေ့ပဲအော်တိုဝါ28ရက်မှာတရုတ်ဂျာဝင်ညှိနှိုင်းပေးချက်ရအကြမ်းဖက်စစ်ကောင်စီနဲ့တအောင်တက် TNL တို့အပြစ်ရက်လိုက်ကြပြီးတော့ TNL တိမ့်ပိုက်ထားတဲ့ မိုးကုတ်မိုးမိတ်တို့ကနေတက်ပြန်ဆုတ်ပေးရပါမယ်။အကြံပတ်စစ်ကောင်စီအနေနဲ့ DNL ထိန်းချုပ်ထားတဲ့တောင်းဒေသကိုစစ်ကောင်စီကလီရင်နဲ့ဘုံကျဲခြင်းမပြုဖို့ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမပြုဖို့သဘောတူလက်မှတ်ရေးထိုးတယ်လို့သတင်းတွေတက်လာကြားလာပါတယ်။ DNL အနေနဲ့မိုင်းလုံးမိုင်းငော့နန်းဆန်မန်တုံကုတ်ခိုင်နန်းခမ်းနဲ့နန်းမတူခုနှစ်မြို့သာကြံပြီးနောင်ချူကြောင်မင်းနဲ့တီဘောကို ပြီးခဲ့တဲ့လပိုင်းများအတွင် ပြန်လည်လက်လွတ်ခဲ့ရပါတယ်။အခုအပြစ်ခတ်ရက်စဲရေးရမိုးကုတ်နဲ့မိုးမိတ်ကိုလက်လွတ်ပေးရမှာဖြစ်ပြီးမန္တလေးပြည်ရဲ့အတွက်ဂျင်းနယ်ချက်ထဲကိုရောက်သွားပါတယ်။တော်လံပြည်သူတရက်လုံးရင်ခွဲပက်လက်ခံစားရစီတာအမှန်ပါပဲ။ PNL နဲ့အတူ အသက်သွေးချွေးပေးဆက်ဆွန့်လွတ်ခဲ့ရတဲ့ PDF တပ်ဖွဲ့တွေစစ်ဒဏ်ကြောင့်တေဆုံးခဲ့ရတဲ့ပြည်သူလူထုအတွက်တော့မချစ်တင်ကဲဖြစ်စေခဲ့ပါတယ် နိုင်ငံတကာတန်တမာရေးမှမျက်နှာပန်းမှတ်လာခဲ့တဲ့အချမ်းဖတ်စစ်ကောင်စီက၎င်းတို့လုံမဲ့ရွေးကောက်ပွဲကို UN နဲ့ ASEAN နိုင်ငံတွေကပါအတိမတ်ပြုဖို့ငင်းပယ်နေချိန်မှာကိုပြည်တွင်းရေးပြည်ပခကူတာငင်းကြအောင်လုပ်ဖို့ကောင်းငိမ့်ထားတဲ့5 point consensus ကိုဒါလှုပ်ဆောင်ဖို့အာဆီယံလက်ကျဥက္ကဋ္ဌကထုတ်ပြန်ခဲ့ပါတယ်။ဒီလိုအသက်ရှူကျက်နေတဲ့စစ်ကောင်စီကိုတရုတ်ဟာတန်ရှင်း short ပေးလိုက်ပြန်ပါတယ်။ ကျမ်းမဆရာနာသိမ့်မှုကြောင့်ရေနောက်ပြီးဒလိန်ကောက်ကိုကြနေတဲ့တိုင်းပြည်ကိုတရုတ်ဟာတွန်းလို့တွန်းမှောက်လို့မှောက်လို့ပြီးအနိုင်ကျင့်နေတာရင်ထဲမှာသွေးစိမ့်ရှင်ရှင်ပန်းထွက်မတက်နာကြီးမုန်းတီးတာမှန်ပါပဲတရုတ်ကြောင့်နိုင်ငံကြီးတာရဲတွင်နဲ့ကြနေတာဘယ်နိုင်ငံမှအဖက်မလုတဲ့အပြင်ကိုဟာကိုအင်းနဲ့လှမ်းနေရတဲ့မြင်ကွင်းကမေ့လို့ရမယ်မထင်ပါဘူးထရော်မာရစီပါလေ ဒါပေမဲ့အန်ကျိပြီးဒူးအော်ဒိုင်းဆက်သွားကြပါမယ်။ကျန်တာတက်ပေတက်တာကံမတကားပဲ။တည်တဲ့အထိယုံကြည်ချက်ကိုမစွန့်လွတ်ပါဘူး။ဒီတော်လိုင်းကြီးမှာတက်ဦးကနေမမမက်မက်ရက်တီတိုက်ခိုက်ပြီးတဲ့ KIE နဲ့ EE တို့ဖြစ်ပြီးတော့ NUGPD ရဲ့အနေနဲ့လဲစီရေးပိုင်းမှာ C3 C ရ C ရေးပိုင်းဆိုင်ရာကို KIE နဲ့ EE တို့ပေါ်လွှဲအပ်ထားဖို့လိုပါတယ်။ ိုင်ငံရေးနဲ့တန်ငင်းတမန်ကင်းပိုင်းမှာလုံနိုင်တဲ့အတိုင်းတရား KIA နဲ့ EE ကို fix လုပ်ပေးဖို့လိုပါမယ်ဒီဒေါ်လာကြီးတိုက်ပွဲမှာလက်တံအပြောင်ဆုံး masterpiece အဖွဲ့ကအရခတက်တော် EE ဖြစ်ပြီးတိုက်စစ်ပိုင်းခံစစ်ပိုင်းအားကောင်းဆုံးလို့ပြောလို့ရပါတယ်ထိုးစစ်ကရန်သူကို6ချားတုံလှုပ်စီပြီးခံစစ်ဟာအနိုင်ရလက်ကိုဖော်ဆောင်ပေးတယ်ဆိုတဲ့စီအီသီအိုရီကိုင်ဆောင်ထားတဲ့ EE ဟာကိုယ့်ရဲ့ squad deck ကိုခိုင်မာအောင် လုပ်နိုင်တဲ့အတွက်အကျန်းဖတ်စစ်ကောင်းဆောင်နဲ့ဗိုလ်ချုပ်တတိုက်အတွက်လားပင်စင်တင်စာတိုက်ခံရတယ်လို့တုံ့လုံနေတာအတိတာကြီးပါအကျန်းဖတ်စစ်ကောင်းစီ legitimate ရဖို့လုပ်တဲ့အတူအရောင်ရွေးကောက်ပွဲမှာ EE တင်ပိုက်ထားတဲ့ရခိုင်တောင်ပိုင်းတန်တွဲကွာတောင်ကုန်းနဲ့အန်းတို့မှာ election လုပ်ဖို့ရွေးချယ်ထားပေမဲ့အော်တိုဘာလကုံထိအနာကိုချီးကပ်ဖို့မပြောနဲ့ အမ်ဘရန်ယူတောင်ကျောမှာ ခွေးပြေးဝက်ပြေးပြီးနေရပါတယ်။လမ်းပြူတောင်ညံ့ခန္ဓာအပုံလိုက်ပါပဲ။ကြီးရီလီးစ်ဘတ်ဆုံတုံးပြီးတော့စစ်အင်အားလက်နက်ခဲယံဖြစ်မလောက်ဖြစ်ပြီးတော့နေရီကန်ပြူဟာစခန်းကြီးဟာလဲအီနဲ့မဟာမိတ်ပိတ်ဆို့ထားပြီးအချိန်မရွေးတိမ့်လို့ရနိုင်တဲ့အနေအထားရှိနေပါတယ်။မသိနာက ရန်သူကိုတက်ကွင်းတဲမြားခေါ်ဖို့ဂျမ်ပတ်စစ်ကောင်စီရဲ့လေးချောင်းရန်နဲ့ စစ်လက်နဲ့ရိတ်ခါ free ဆွဲစားဖို့ viewer စင်ထားတာဖြစ်ပြီးတော့နိုင်ငံ viewer ဂုံးကိုမကွေးကနေပကူးတိုင်းတဲကနေအားဖြည့်ပေးလာတဲ့အချမ်းပတ်စစ်ကောင်စီလမ်းကြောင်းကိုဖျက်တိုက်ပြီးမာမိတ် PDF တွေကိုစစ်လက်ခေရန်အားဖြည့်ပေးနေပါလေငကြီးစီနဲ့ငကြီးပြန်ကြော်ပြီးနိုင်ငံ viewer ဂုံးနဲ့မဝီးတဲ့အမှတ်905အမြောက်တက်ဌာနချုပ်စခန်းကိုဝင်လုံးဖို့တက်တီကေရတွက်ချက်နေပါလေ လောလောဆယ်မှာတော့အကျံဖက်စစ်ကောင်စီတပ်ဖွဲ့တွေအတွက် သေမင်းတမန်နဲ့ရီကန်တို့ကတို့ကတမတ်အဂရင်းဆောက်ပြီးထွစ်တွေထွက်နေရပြီဖြစ်ပါတယ်။မြောက်ဦးတိုက်ပွဲမှာအေရဲ့သေမထူးနေမထူးကွန်မန်ဒိုတပ်မြောက်ဦးမှာရှိတဲ့အကျံဖက်စစ်ကောင်စီတပ်ရင်းဌာနချုပ်မြောက်လိုင်ကူတဲ့ဝင်ကျိတ်တဲ့စစ်စင်ကြီးလိုပဲမဆာခ905ကိုဝင်ပြင်းပါလိမ့်မယ်။နောက်ဒီကချက်ဖြစ်တဲ့စစ်ကောင်စီရဲ့အသေးနှလုံးကပ္ပဆတ်ဆက်ယုံတွေက အမ်ဘရန်ယူအကျော်မကွေးတိုင်းနဲ့ဘကူးတိုင်းအေယာဝရီမြစ်အနောက်ဖက်ချမ်းမာတိဆောက်ထားတဲ့အတွက်အကျံဖက်စစ်ကောင်စီကိုယူမီဝိုင်းဖြစ်စီပါတယ်အယူဘော်ချီတီဘီမကွေးတိုင်းဝင်ပေါက်ကနေမကွေးမင်းဘူးငဖဲကိုပေါက်တယ်လို့ဒကူတိုင်းဆိုရင်လည်းအုတ်ရှိပင်ဗရောင်းထီဒူးယူပေါက်ဝင်လို့ရပါတယ်။ဒါ့အပြင် ပသိမ်မုံရွာလမ်းမကြီးရောက်ပြီးစိတ်ကြိုက်စစ်ကစားလို့ရနိုင်တဲ့အထိအေးအေးဟာပြင်ဆင်ထားပါတယ်။ အရက်ကတက်တော်ဟာမကွေးပကူအေယာဝရီမှာရှိတဲ့တော်လန်ကြီးတပ်ဖွဲ့ကြီးနဲ့မာမိတ်ဖွဲ့ပြီးစစ်ရေးရဥဆောင်မှုပေးတယ်လို့ရလာတဲ့လက်နက်ခဲယမ်းတွေကိုလည်းရဲဘော်ရဲဘက်စိတ်ထားပြီးဝီမြပေးတဲ့အတွက်အေယာရဲ့ squad deck ကကြောက်ခမန်းလီလီကောင်းလာပါလေ။မာမိတ်တွေရဲ့လေးစားအားကျမှုရှိလာတဲ့အတွက် COC နှစ်ရက်လုံးကအသားကျလာစီပါလေ။နောက်တစ်ချက်ကအရခတက်တော်ရဲ့ခြေတံလုံမှုနှုတ်လုံမှုနဲ့ထိုးစစ်စင်ခြေတက်ပုံတွေ စစ်ပါရဂူကျူကက်လင်ပြောတဲ့အတိုင်းပါပဲမိုးချိုးလျက်ပြီးအတန်းမကြားခင်နားကိုအုံနိုင်တယ်လို့စစ်ချီယာမှာလဲလှင်မြန်မှုက အသက်ပဲဆိုတာအေးအေးနားလဲပါတယ်စစ်ကောင်စီရဲ့အာသာချက်အားနည်းချက်ပေါ်ကြည့်ပြီးကိုယ့်ရဲ့အင်အားပေါ်မူတည်စစ်ပြူဟာအသေးစိတ်ဆွဲပြီးတိုက်ပါတယ်နိုင်ပြီဆိုလဲမပော့ဆတယ်လို့ရှုံးနိုင်ပြီဆိုရင်လဲစိတ်သက် မကြပါဘူးဒါကြောင့်အေးအေးအောင်မြင်လာတာ အကျံပဲစစ်ကောင်စီအကျိုးကိုတိတော့ဘယ်ချိန်လန်းလမ်းပြီဆိုရင်ဘယ်ကောက်ကိုထုတ်သုံးရမလဲဆိုတာတိတာကြောင့်အီကိုမှလန်းနိုင်တာပါရခိုင်ပြည်သူလူထုသာမက မာမိတ်တွေပါအရခတက်တော်နဲ့ဒူဒူပေါင်ဘက်ဖြစ်လာတော့တိုက်ပွဲအများအဖြစ်အောင်ပွဲရခဲ့တာကြီးပါပဲအကျံပဲစစ်တပ်ဟာယူပေါ်မှာဗျာများနေတုံးပဲခူးတိုင်းပရောင်းမြို့နယ်ပကံကွိပကံကွဲကြီးရွာနီး63လုံးပွိုင်ကုန်းကိုအီကသိမ့်ပိုက်ထားပါတယ် ကျမစစ်တဲ့ပြန်လဲထိုးစစ်ဆင်းလာရမှာအောင်မြင်မှုမရပဲရိတ်ခါထောက်ဖို့လုပ်တဲ့ဂျားတက်စကန်တစ်ခုကိုပါလက်လွတ်လိုက်ရပါတယ်။အေးဟာထောက်ဖို့စကန်ငယ်ပိန်ပီကပ္ပစ16ရမ်းချက်ဆက်ယုံနဲ့နှမိုင်ကအကွာရောက်လာလို့အကျန်းဖတ်တဲ့ဟာလီချောင်း air strike အသေးတန်လုံနေရပြီးဒရုန်းတွေတင်ကားတွေနဲ့အတွဲလိုက်ပစ်တဲ့ဒုံးတွေနဲ့ပါအဆက်မပြတ်ပစ်ခတ်ကာဝယ်နေရပါတယ်။ ညောင်ချရောင်းမှာရှိတဲ့ကားပါစား6ဆက်ယုံနဲ့နှမိုင်းကျော်กว่าမှာအကျန်းဖတ်စစ်တပ်နဲ့အီတို့တိုက်ပွဲဖြစ်ပွားနေပြီးအီနဲ့ပူးပေါင်းတပ်ဖွဲ့တွေကယာယီကာကင်းစခန်းတချို့ကိုဆက်လက်သိမ်းပိုက်တယ်လို့မြေပြင်သတင်းရသိရပါတယ်။အကျန်းဖတ်တပ်ဘက်ကလေချောင်းကနေဘုံတွေတုံချတယ်လို့တိုက်ခိုက်နေပြီးအလဲကားရနေသလားလို့တော့ထင်ရတဲ့အထိပါပဲ။အော်တိုဘာ23ရက်မှာကြောက်ဖြူတိုက်ပွဲကိုစစ်ရှိန်မြင့်လိုက်တဲ့အတွက် ကျောက်ဖြူမြို့တော်ကအေးသိမ့်ပိုက်ထားတဲ့ရွာတွေကိုထိုးစစ်ဆင်ဖို့အင်အားဖြည့်တင်းနေတဲ့အကျမ်းပတ်စစ်ကောင်စီတပ်ဟာအထိခိုက်များပြီးအမှတ်30နှစ်တိုက်ခိုက်ရေးရဲတပ်ရင်းစီကိုအင်အားဖြည့်တင်းမှုဟာဆက်မလုပ်နိုင်တော့ပါဘူးအေးရဲ့မြို့သိမ်းထိုးစစ်ကို analysis လုပ်ကြည့်တဲ့အခါအပိုင်း၄ပိုင်းခွဲထိုးပြီးတော့နောက်ဆုံးအဆင့်က တောင်တင်းလာပါတယ်ဆိုတဲ့ရန်သူခန်းစစ်ကြောင်းကိုတစားစီစုပ်ဖြဲနိုင်တာတွေ့ရပါတယ်။ကြောက်ဖြူထိုးစစ်က phase 3ကိုရောက်လာပြီးဒါနဲ့မှမရရင်နောက်ဆုံးအဆင့်မိကုံရန်ကုန်ထိုးစစ်ဆင်တာပါပဲ။မရတာမရှိခဲ့ပါဘူး။ကြောက်ဖြူမြို့သိမ်းတိုက်ပွဲနောက်ဆုံးအဆင့် phase 4ကိုဒီနေ့ကုန်ခံမှန်းထားတယ်လို့ထင်ရပါတယ်။အေးရဲ့ထိုးစစ်ဗျူဟာအောက်မှာအယူမီဝိုင်းတယ်လို့ဖြစ်နေတဲ့အကြမ်းဖက်စစ်တပ်ဟာ စစ်တွေမှာလည်းဖင်မီးခဲခုထိုင်နေရပြီးအောက်တိုဘာ26မှာစစ်တွေမျိုးဝန်းကျင်ကြေးရွာတွေဖြစ်တဲ့အောင်တိုင်းရွာနဲ့အမြင့်ကျွန်းကြေးရွာနီးကမင်းချောင်းတရာနီးမှာနှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်နေပါတယ်။အေးထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အပေါ်အေးလက်တုံပြန်လာလားဒါမှမဟုတ်စစ်တွေမျိုးကိုကနအူးစတင်တိုက်ခိုက်တာလားဆိုတာမသေးကွယ်သေးပါဘူး။ အရကတတော်အေးရလုတ်ဆရာရှိတဲ့အလုပ်ကိုပြက်ပြက်သားသားလုပ်ပြီးတချောင်းတည်းသောစိတ်ထားပြီးတိုက်ပါတယ်အေးခေါင်းဆောင်မိုင်းတွေလိုင်းမော်တက်မကြွယ်တယ်လို့တကယ်လူအရင် responsibility နဲ့ accountability ယူပြီးပြောပါတယ် overview side view front view ဘက်ဆုံတုံးပြီးမှ ဖြစ်နိုင်ခြေကိုပြောပါတယ်အကျန်းဖတ်တက်ဟာအရကတတော်ကို လုံးဝမနိုင်တော့ပါဘူး2019ခုနှစ်ကလေးကအကျန်းဖတ်တက်ဟာတက်မှငားမှပို့ပြီးအေးကိုတိုက်ခိုက်တာတော့ မရှင်းနိုင်သေးတာအခုလိုအေရရခိုင်မြို့နယ်ပေါင်း14မြို့ရခိုင်ဝင်ပေါက်ပလောဝမြို့ကိုပါတိမ့်နိုင်ပြီးအင်အားကြီးမားလာပုံနဲ့မာရေးစီတီဆောင်မှုနဲ့တိုင်းရင်းသားပြည်သူလူထုထောက်ခံမှုတခဲနဲ့ရလာချိန်မှာတက်မ10မှစကခ20ဓာတ်ကစ6ခုနဲ့ဗတ်စုံ3တိုက်ခိုက်တာတော့အနိုင်ရဖို့မလွယ်ပါဘူး။ဒါပဲပြောပြော 2021နှစ်ဦးတော်လန်ကြီးဟာကိုအားကိုကိုးပြီးတော့အကျန်းဖက်စစ်ကောင်စီကိုအမြင့်ပြတ်တိုက်ထုတ်ရမယ်ပွဲပါပဲအင်းကြီးချင်းနိုင်ငံဖြစ်တဲ့တရုတ်ဟာရုပ်မှပတ်ဆက်ပြီးတော့အကျန်းဖက်စစ်ကောင်စီကိုထောက်ပံ့ပံ့ပိုးပေးနေပြီးတော့သူတို့ရဲ့နယ်စပ်မြင့်တစ်ချောင်းမှာရှိတဲ့ EO တွေပေါ်ဖိအားပေးအကြက်ကင်ပြီးတော့ຫນွေဦးတော်လန်ကြီးကိုအားရော့ ရုပ်လျော့သွားအောင်လုပ်နေတယ်ဆိုတာထင်ထင်ရှားရှားကိုကျွန်တော်တို့မြင်တွေ့နေရပါတယ်။ဒါကြောင့်ပြည်သူလူထုတရက်လုံးပြည်တွင်းပြည်ပမျိုးတော်ရန်ရေးကို အောင်မြင်အောင်ဝိုင်းဝန်းထောက်ပံ့ပို့ဆောင်ဖို့အထူးတလည်လိုအပ်နေတဲ့ကာလဖြစ်တယ်ဆိုတာကိုသတိချက်စေချင်ပါတယ်။ပြည်သူတို့ရဲ့ခုခံတော်လှန်စစ်မုတ်ချအောင်ရမယ်။